လာဒီတိတိမှာတော့ကြောက်ပဲမှာအခီကတဲ့ငင်းငင်းမနေကနေလာအထကြောင့်မနေမတိတိပဲမတိစဖခရူဘီရတဲ့ထပေမတိဝင်လာအဲ့စစ်ဖလာတာလာငင်းငင်းလာလေလေဦးမှာဟမ်တဲ့အမပူပဲပေးတူမှာတနေရဲ့ကဘာလေလေဦးလို့မင်းနဲ့ခုလိုလဲနဲ့ကိုင်းတော်လည်ရင်မှာပါဝင်တဲ့သူတွေရဲ့မိသားစုဝင်တွေဟာဆိုရင်နေရကိုမပြန်ရဲတာတွေအသက်ကြီးရဆိုရင်ရတာတွေရှိနေကြပါတယ် ဂရင်းနီပြည်နယ်မှာဆိုရင်တော်လန်ရင်မှာလက်နဲ့ကြိုက်တော်လန်နေကြတဲ့သူတွေလည်းအများပြားရှိနေပါတယ်တော်လန်ရင်မှာပါဝင်ပြီးနောက်မှာခြံရီးခဲရတဲ့မိသားစုဝိတွေအနေနဲ့အာတင်းထားကြရမယ်လို့ဒေါက်တာမေကအခုလိုဆိုပါတယ်အဖွာဝေးစီယာအဇတဲ့လောစာမင်းနာအိုကေတက်ကလေးမြဟံဒီဒီစီဒီစီဝေမာ เราแค่ติมีกันนะนะนะไปไปไอจิกันเรื่อยรู้ว่ารู้ว่าเป็นผู้เป็นผู้เปมาไอจิเป็นเป็นทักกินยีเป็นมาเป็นเป็นรู้ไอจิก็ไปได้เพียงยีมาเป็นรู้ไอจิเอรื่อยรู้รู้รู้ป้าไีไปสิฮีก็ไปสินะก็ใช่ภาษาเกี่ยวกับยีได้บอกเอาแค่มาอุบอุจิอุบ

လုံခြုံတဲ့ဘုံခုချင်းတစ်ခုကိုဘယ်လိုစောက်မလဲပထမဆုံးနေရာရွေးချယ်ရပါမယ်တောင်ဆောင်တစ်ပင်အောက်တို့လို မြင်ကွင်းကွဲတဲ့နေရာမျိုးကိုရွေးချယ်ပါရှိစိမ့်ချင်းအလွယ်တကူရေဝင်နိုင်ခြင်းမရှိဘို့မိန်လာ အမိုက်ပုံရေတွင်ရေကန်တို့နဲ့ငားပေခန့်အကွာမှာရှိတင်ပါတယ်ဘုံခုချင်းစောင့်မဲ့မြေသားဟာလည်းခိုင်ခန့်ရပါမယ် အရေးပေါ်အခြေအနေမျိုးမှာအများဆုံးပေါင်းခွန်နိုင်တဲ့ညီနေရာမျိုးကိုတွေ့ပြီဆိုရင်တော့ကျင်းကိုစတူလို့ရပါပြီမိသားစုတစုစာပေါင်းခွန်နိုင်လို့ပေါင်းခွန်ခြင်းဟာကျင်းအနက်အလဲဆုံး၄ပေကနေ၅ပေအထိကျင်းအကျယ်၈ပေ၆ပေခန့်ရှိသင့်ပါတယ်ကြည်သာဘုံစရီလွင့်စင်လာရင်ဘုံခုချင်းလေးကိုမဝင်စေနိုင်ဘူးဝင်ပေါက်ကိုလူတကူစာအကျဲပုံးပေအနက်ရှိတဲ့အဲပုံစံတစ်စစ်ချူတူရပါမယ် ဝင်ထွက်ရလဲအောင်ရှော့တောက်ဒါမှမဟုတ်လှေကလေးလုပ်ပြီးခြေမချော်စေဖို့ပဲကောက်ယူစပတ်ခွန်တစ်ခုခုကိုခင်းထားတင်ပါတယ်။စိုးစိုးမှုဖြစ်စေဖို့နဲ့ရေမစိမ့်ဖို့နေရာနဲ့ကြမ်းပြင်မှာပလတ်စတစ်များခင်းထားရပါမယ်။အမိုးဆောက်ရမှာပထမဆုံး6လက်မပတ်လည်ခန့်ရှိတင်လောဝနက်ထားလောင်းတွေကိုခက်စိတ်စိတ်အပြည့်စီထားပါကျင်းအတွင်းနေစဉ်မှာလေဝင်လေထွက်ရှိဖို့၄လက်မ PVC ပိုက်နှစ်ခုတပ်ဆင်ထားရပါမယ်တင်လောင်းတွေမရွေးအောင် တန်ကျိုဒါမှမဟုတ်တနည်းနည်းနဲ့ခံခန့်အောင်တွဲချုပ်ထားဖို့ပြောပါမယ်။အလုံးတွေပေါ်မှာပလတ်စတစ်၊မိုးကာ၊ပြင်ပြ၊တံပြားတို့ကိုခင်းရပါမယ်။သဲအိတ်၊ညီအိတ်တွေကိုအကြရားတစ်ချက်၊အန်တန်တစ်ထက်ရှော့မကျအောင်နှစ်ထပ်ခင်းရပါမယ်။သဲအိတ်တွေအပေါ်မှာဝက်ကတ်ထပ်ခင်းဖို့လိုပြီးဘုံခိုခြင်းမှမတိသားစီဖို့ပပတ်လေအမိုးအောက်ခြေချင်းညီသားနဲ့ပြန်ဖုံးပေးရပါမယ်။ ရေမပြိုကျစေဖို့နဲ့ရေမဝင်ဖို့အတွက်သဲအိတ်တင်းလုံးတွေကိုဝင်ပေါက်မှာကာထားပြီးကျင်းပတ်ချာလယ်မှာရေနှုတ်မြောင်တူထားပြီးပါဒါဆိုရင်တော့တိပိသားစုအတွက်လုံခြုံတဲ့ဘုံကိုချင်းတစ်ခုကိုတင်ကိုယ်တိုင်ပြုလုပ်နိုင်ပြီပေါ့ ပါရှင်ကျမကတော့ချီချိုဆမ်းပါ DPPO မြန်မာကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံသတင်းတွေကဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင် မြန်မာနိုင်ငံမှာစစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲမှာလွတ်လပ်မျှတပြီးအားလုံးပါဝင်သင့်ကြောင်းအိန္ဒိယနိုင်ငံကြီးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူရန်ဒီယာဂျိုင်ဆွာကဒီဇင်ဘာ၈ရက်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောလိုက်တယ်လို့အိန္ဒိယသတင်းတွေမှာဖော်ပြပါရတယ်။ မြန်မာဆေးဥစုကတော့လာမယ့်ဒီဇင်ဘာ28ရက်ကစတင်ပြီးတော့ရွေးကောက်ပွဲကိုအဆင့်30နဲ့မဲပေးနိုင်ဖို့စီစဉ်ထားပြီးပြည်ပနိုင်ငံတွေကကြိုတင်မဲပေးမှုတွေကိုဟောင်ကောင်၊စင်ကာပူ၊ချင်းမိုင်နဲ့ဘန်ကောက်လိုနေရာတွေကမြန်မာတပ်ရုံးတွေမှစတင်ပြုလုပ်နေတာဖြစ်ပါတယ်။လက်တလုံးမှာတော့ဆေးဥစုရွေးကောက်ပွဲရဲ့တရားဝင်မှုနဲ့ပတ်သက်လို့စိုးရိမ်မှုတွေလည်းကြကြပြပြထွက်ပေါ်နေသလိုစစ်ကောင်စီလက်အောက်ခံပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ကလည်းရက်ွက်ကြွေရအုပ်စု ၃နောင်နေပါမှာရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့မကြသေးခင်ကအကြေညာထားခဲ့တာအကြောင်းစစ်ကောက်စီအနေနဲ့ပွင့်လင်းမြင်သာမှုပြသဖို့ PR ပုံများလာနေတာဖြစ်ပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးအမေရိကန်အခြေစိုက်လူအခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ HRW အဖွဲ့ကလည်းစစ်ကောက်စီရဲ့ရွေးကောက်ပွဲဟာလွတ်လပ်တရားမျှတဒါမှမဟုတ်အားလုံးပါဝင်နိုင်မှာမဟုတ်ဘူးလို့ပြောထားသလိုဒီရွေးကောက်ပွဲအစီအစဉ်ကိုပယ်ချဖို့ နိုင်ငံတကာအစိုးရတွေကိုလည်းတိုက်တွန်းထားပါတယ်ရှင်။ အနာသိအကျန့်ဖက်ဆဲအုပ်စုရဲ့လေကြောင်းနဲ့မြေပြင်တက်ခိုက်မှုတွေကြောင့်ပြီးခရက်နိုဝင်ဘာတလတာအတွင်းမှာမြို့သမီးဥယျာဉ်90ကျော်တည်ဆုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိသူအယောက်60နီးပါးရှိခဲ့တယ်လို့မြမမြို့သမီးတမကဗီဒီဗီယိုကထုတ်ပြန်ထားပါရတယ်။တည်ဆုံးသူတွေထဲမှာတော့တိုက်ပွဲနဲ့ပြိပခါတွေပြင်းထန်နေတဲ့ရခိုင်ပြည်နယ်က16ရောက်နဲ့အများဆုံးပါဝင်ပြီးတည်ဆုံးအမျိုးသမီး90ကျော်ထဲမှာလေကြောင်းနဲ့ဘုံကျဲတက်ခိုက်ခံရမှုကြောင့်တည်ဆုံးသူက39ရောက်နဲ့အများဆုံးဖြစ်ကလက်နက်ကြီးနဲ့ ်ပြစ်ခတ်တိုက်ခိုက်မှုကြောင့်သေဆုံးသူ၁၀ရောင်းနဲ့မတရားတပ်ဖြတ်ခံရမှုကြောင့်သေဆုံးသူ၄ရောင်းပါဝင်နေတယ်လို့ဆိုပါတယ်။ထိခိုက်ဒဏ်ရာရရှိမှုမှာတော့လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့်38ရောင်းနဲ့အများဆုံးဖြစ်ကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်12ရောင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးမြေမြုပ်မှန်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူ၁ရောင်းရှိခဲ့တယ်လို့ဆိုပါတယ်။ PWU အဖွဲ့အမှတ်တမ်းနဲ့သုတေသနလုပ်ငန်းစဉ်အနေနဲ့အခုထုတ်ပြန်တဲ့အချက်လက်တွေဟာတိကျခိုင်လုံတဲ့သတင်းမီဒီယာအချက်လက်တွေ ြေပြင်းကရရှိတဲ့အချက်လက်တွေကိုစုဆောင်မှတ်တမ်းတင်ထားတာလို့ဆိုပါတယ်ရှင်မြောက်ရီမျိုးတောင်ပိုင်းဘက်မလက်ပန်ကြားဖြန့်ယုံကနိုင်ငံသား900ကျော်ကိုပြန်လည်ပို့ဆောင်ဖို့ KNU ကလှုပ်ဆောင်နေပေမဲ့နိုင်ငံတကာရဲ့အကူအညီမရတာကြောင့်ဒီအတိုင်းပြန်လွှတ်ပေးလိုက်ရင် ကြားဖြန့်ကိုဆက်လုပ်သွားနိုင်တယ်လို့အလို့သမားရေလှှရှားသူတွေကပြောပါတယ်အောက်ခတ်ပေးပို့ထားပါတယ်ရှင် ကင်းပြည်နယ်ရိုက်မြို့တောင်ဘက်ကမင်းလက်ပံ online ကြံပြန်ဝင်လုပ်ငန်းကနေရမပြောင်းလို့တဲ့နိုင်ငံသား900ကျော်အတွဲဒိုင်းဒိုင်းပို့ဆောင်ရေးလုပ်ငန်းတွေမှာနိုင်ငံတော်ကကူညီတာမရှိဘူးလို့ဒီဇင်ဘာလ6ရက်နေ့ကကရင်ကထုတ်ပြန်ပါတယ်နိုင်ငံတော်ကကူညီမရလို့ဒိုင်းဒိုင်းနဲ့အလုပ်သမားတွေကိုပြန်လွှတ်ပေးလိုက်တာနဲ့ကြံပြန်ကိုဆက်လုပ်သွားနိုင်တယ်လို့အလုပ်သမားရေးလှူရှားသူတွေကပြောပါတယ်နောက်ဆုံးတွေ့ရပါသတ်ချက်နဲ့ဆိုတော့ သူတို့ဒီကနေ့အစီအရောက်သွားလို့ရှိရင်တို့ကဒီဘောက်ကိုလည်းဟိုတတ်ချက်မှာကျွန်တော်တို့ကဒီညညာတညညာမှာချစ်တဲ့ဒီတို့ကဒီညညာတော့ကပ်ပြီးတော့သူတို့ကဒီတတ်ချက်ကိုဆက်ပြီးတော့လုပ်သွားမယ်ပုံစံမျိုးကျွန်တော်မြင်နေပေါ့နော်။ဘာသူကဒီလိုပဲလုပ်တတ်တယ်။အစားလုံးမလုပ်တတ်တော့ဘူး။အဲဒီလုပ်ဖို့ကလုပ်တတ်တာဖြစ်တဲ့ဆိုတော့ဒီတို့ဒီနိုင်ငံကဝတ်တည်ရောလောက်လောက်နဲ့ဖက်သွားတာပို့ပေးတယ်။ဒီတိုင်းဖြစ်ဖို့လည်းအပြင်းရောက်သွားတယ်ဆိုရင် ်တတိယလိုလည်းတန်ကောင်းကနေကြံပြတာရှိတယ်တတိယတော့လည်းအဲဒီတိကျမှာပြမျိုးကတော့ဘူးအတုံးတူပြပလုကောင်ပြပေါ့မင်းလည်းပဲကြံပြရုံမှာထိနေထားတယ်တရုတ်တွေဟာမိမိလမ်းကြောင်းနဲ့ထွက်ခွာခွင့်ရဖို့ထိနေထားတဲ့တတိယံထောက်ထားတွေနဲ့အဆောက်အဦတွေကိုမိရှုဖြည့်ဆည်းတာတွေဖိအားပေးတာတွေလုပ်ဆောင်နေပါတယ်ဒါကြောင့်ထိနေထားတဲ့ကြံပြလုံသမားတွေကိုမင်းမီလူညိုရင်ချီနေတဲ့ကြောင့်ကိုပိုင်စီစီနဲ့ထွက်ခွာခွင့်ပြလိုက်တယ်လို့ KNU ကဆိုထားပါတယ် နောက်တစ်ခုကပြဿနာပါဒီလိုမျိုးပြည်ပြန်ပြီးရေးစီးပွားရေးဆိုင်တာလို့ဖြစ်လာတယ်။အဲနောက်တစ်ခုကတော့ဒီနေ့ပြန်မှလောက်ကားပြီးသားတော့ပြည်သားတွေကိုတက်ရှိတက်ပြီးတော့တက်ရှိတက်ပြီးလက်ထဲမှာဒီကောင်းမှာဒီမှာအမေရိကန်လောက်ကနေပြီးတော့ဒီလိုဖြစ်တော့သူတို့ကလည်းဒီကဘာသက်ပြီးတော့လာနေတာဒီလိုလာတယ်တော့ဒီလိုပါတယ်တက်တယ်လို့ပြောနေကြတယ်လို့ပြောတာလည်း အဲ့လိုမျိုးချက်နေပြီးတောက်ပြသွားတာမျိုးဖြစ်လာတယ်တခါတောင်းလို့မောလန်းတယ်လာဆိုတော့ဒီမှာဒီကောင်းကြီးကတော့သတ်ပြသားမျိုးဟိုတက်ပြီးရပါတယ်ချောင်းတာမျိုးဒီမှာချက်လာတော့တယ်ဒါကြောင့်ဂျာမန်စာဦးတွေနဲ့ထိုင်းနေတဲ့နိုင်ငံသားတွေကိုဆက်လက်ကမ်းလွယ်ဖို့နဲ့ဒေသခံပြည်သူတွေကိုကာကွယ်စောင့်ရှောက်မှုကိုပြန်ယူကပြည်မျိုးသားလူမျိုးတက်တော့ကိရန်လန်လေးကိုလုံမိုင်ငင်းအနာလွှဲပြောင်းပေးလိုက်ပါတယ်။နှစ်ဖက်တိုက်ပွဲတွေကြောင့် နိုင်ငံသားတွေထိခိုက်မှုရှိခဲ့ရင်သက်ဆိုင်ရာနိုင်ငံတွေကအပြစ်ပုံချတာမျိုးတွေဖြစ်လာနိုင်တယ်လို့ပြီးရင်စေလေးလာသူတွေကပြောပါတယ်ဒါကဒီလိုနဲ့ကြမ်းတူလာပြီးတော့ဆက်ဆံနေတယ်ဘာလို့လဲဟိုအပြစ်ပုံချတာလို့ဆိုတာလည်းရော တော့တော်တော်ကြပြီဒီလိုမျိုးလည်းတော်တော်ကြီးချင်းပြီးသားဆိုကြည့်တယ်တော်တော်မှားလာလို့ဒီလိုမျိုးလည်းပဲဟိုမကောင်းဘူးလို့လည်းမော်ဒယ်ချရာမျိုးမျိုးကအော်လည်းလည်းပါရှိကြီးရမျိုးတွေအဲ့လိုမျိုးပုံပြကျနာတယ်လို့စစ်ကောင်မရှင်ကအွန်လိုင်းလိမ်လည်မှုလောင်းလမ်းမှုတွေကိုမြန်မာပြည်ပေါ်ကနေပြည်ထောင်ချုပ်ငင်းသွားအောင်အမြင့်ပြတ်ချင်းမုံတုတ်တင်သွားမယ်လို့ပြောဆိုခဲ့ပါတယ်။ဒါအပြင်မင်းလက်မြန်ကြားမြင်ယုံကကိန်းထိန်းထိန်းထားတဲ့တက်တီတွေကိုပြန်လည်ရယူနိုင်ဖို့ စစ်တပ်ကမြေပြင်နဲ့ဝင်ရင်ပြစ်ကူရယူပြီးစစ်ကြောင်းထုံးနေတာကြောင့်ဘလူးဂျီယာနဲ့မင်းလက်ပန်ဂျီယာနီမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်ကျွန်တော်အောင်ခံပါ ကရင်ပြည်နယ်မြောက်ရီမြို့နယ်မင်းလက်ပံရွာမှာတိုက်ပွဲတွေပြင်းထန်နေပြီးဌာနခံဘက်ကိုလက်နက်ကြီးကြားရောက်ပောက်ကွဲတာကြောင့်နေရာပြောင်းရွှေ့စာတင်ကြားနေရတဲ့ထိုင်းကျောင်းသူကျောင်းသားတွေကိုထိုင်းစစ်တပ်တာဝန်ရှိသူတွေကဒီဇင်ဘာလ9ရက်မိုးလယ်ပိုင်းမှာတွားရောက်တွေ့ဆုံအပ်ပေးခဲ့ပါတယ်အဲ့ဒီကျောင်းသားတွေဟာနိုဝင်ဘာလ21ရက်နေ့မင်းလက်ပံရွာမှာတိုက်ပွဲဆဖြစ်ကလေးကကျောင်းမှာစာသင်နေရတာအန္တရာယ်ရှိနိုင်တာကြောင့်ဘေးလွတ်ရာမှာပြောင်းရွှေ့ပညာသင်ယူနေကြရတာဖြစ်ပြီး တပ်ဖွဲ့တွေဆက်ဖြစ်နေလို့မူလအကြောင်းမှပြန်ပြီးကြောက်တက်နိုင်ဖို့အခြေအနေမရှိသေးဘူးလို့ထိုင်းကျောင်းဆရာတယောက်က ပြောပါတယ်။မင်းလက်ပံရွာမှာရှိတဲ့ online ငွေလိမ်ကြားဖြတ်လုပ်ငန်းတွေတခုကိုဒီဇင်ဘာလ10ရက်မိုးလတနေ့ခွဲလောက်မှာကြားဖြတ်လုပ်သားတွေကမိရှုဖြက်စီသွားခဲ့ပါတယ်။ DKPA လုံခြုံရေးပေးထားတဲ့မင်းလက်ပံရွာရှိကြားဖြတ်ရုံကိုနိုဝင်ဘာ22ရက်မှာကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်ဖွဲ့ကဝင်ရောက်စီးနှင်းထိ ंछ ုပ်ထားခဲ့တာပါ အဲ့ဒီနေရာမှာထိသိခံထားရတဲ့တရုတ်နိုင်ငံသားကြားဖြတ်လုပ်သားတွေကစာဝတ်နေရေးတောက်တုံးရေးတောက်ရည်သားနဲ့စေကူတာခွေလိုအပ်ချက်တွေကြောင့်မိရှို့ဖြစ်စီပြီးဆနာပြခဲ့တာလို့ဤဆက်သူကပြောပါတယ်ရှင်။မကွေးတိုင်းမင်းဘူးမြို့နယ်မှာစစ်ကြောင်းထိုးသွားတဲ့စစ်ကောင်စီတပ်ကအရက်သားနှစ်ယောက်ကိုတပ်ဖြတ်ပြီးနှစ်ယောက်ကိုဖမ်းဆီးသွားတယ်လို့မင်းဘူးခရိုင်အမှတ်6တပ်ရင်းစီကသိရပါဗျ။ ီစင်မာလာ၃ရက်ကစပြီးစကူမျိုးအနောက်ပိုင်းခံကုန်းရွာကနေရွှေဆက်တော်ဖျားကိုအင်အား120ဝန်းကျင်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာဒီစင်မာလာ၄ရက်မှာရွှေချောင်းရွာကအသက်40အရွယ်အမျိုးသားကိုတနက်နေ့ပြစ်သက်သွားပြီးအသက်20အရွယ်လူငယ်တယောက်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။ ဒီဇင်ဘာလ9ရက်မှာတော့ကုရွာကိုစစ်ကြောင်းထိုးဝင်လာပြီးအသက်50အရွယ်မျိုးသားကိုပြစ်သက်ခဲ့တဲ့အပြင်အသက်35နှစ်အရွယ်မျိုးသားတယောက်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျ။လက်ရှိမှာစစ်ကြောင်းကရွှေဆက်တော်ဖျားကိုရောက်သွားပြီးဖြစ်ပြီးဖမ်းဆီးခံရသူတွေလက်ရှိအချိန်ထိပြန်မလွတ်သေးဘူးလို့မင်းဘူးခရိုင်အမှတ်6တပ်ရင်းရဲ့တာဝန်ရှိသူက DBB ကိုပြောပါဗျ။ဒီဇင်ဘာလ9ရက်နေ့ကစစ်ကောင်စီတပ်နဲ့တွန်လှန်ရေးတပ်တွေဟာ ကရင်ကုန်းရွာနာမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်ဘက်ကထိခိုက်သေးဆုံးသူရှိတဲ့အတွက်ကရင်ကုန်းရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီးနေအိမ်တချို့ပျက်စီးခဲ့တာတွေရှိခဲ့ပါတယ်ရှင်။စကိုင်းတိုင်းပလဲမြို့နယ်တစ်ဒရာရွာကိုဒီဇင်ဘာလ10ရက်နေ့အစောပိုင်း3နာရီချိန်မှာစစ်ကောင်စီတပ်ကဝင်ရောက်ပြီးရိခါတွေဝင်ရောက်လူယူသွားတယ်လို့ဒေသခံတွေစီကသိရပါဗျာ။ လဲမျိုးကနေအင်အားများပြားနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကရွာထဲကပြည်သူတွေနေအိမ်ထဲထိဝင်ရောက်ကပတ်စံနဲ့ရွှေလက်ဝတ်လက်စားတွေအပါအဝင်ဟိချက်စရာဖြစ်တဲ့ဆန်စီနဲ့စားတွေကိုပါယူဆောင်သွားတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ဝင်လာတဲ့အချိန်မှာတရွာလုံးကိုရွာပြင်ထွက်ခွေမပေးဘဲညနေ3နာရီလောက်မှာတော့ရွာကနေရိတ်ခါတွေယူပြီးပြန်ထွက်သွားကရွာသားတွေကိုတော့ဖမ်းခေါ်သွားတာမရှိဘူးလို့ဒေသခံရွာသားတယောက်ကပြောပါတယ်စစ်တရာရွာဟာပလဲမျိုးနဲ့နှမိုင်လောက်သာဝေးပြီး HA 486အင်ရှိတဲ့ကျေးရွာဖြစ်တယ်လို့သိရပါဗျ။ပလဲမြို့နယ်မှာစစ်ကောင်စီတပ်ကအင်မတီစည်းပြူကုန်းမိတိုင်ပင်ကန်တောင်နဲ့ပလဲမြို့ပေါ်စားတဲ့နေရာတွေမှာအထိုင်ချတက်ဆွဲနေပြီးရိတ်ခပြတ်တောက်လာတဲ့အခုလိုမျိုးပြည်သူရိတ်ခတွေကိုလူယူလေးရှိတယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်ရှင်။ AR မြက်ရှိဘက်ချမ်းမှာနောက်ဆုံးကြန့်ရှိနေတဲ့ဗမော်မျိုးမြို့သိတိုက်ပွဲ2025ခုနှစ်ဒီဇင်ဘာလ4ရက်ကတနည်းပြခဲ့ပါတယ်လက်ရှိအချိန်ထိဗမော်မှာတိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်ဟန်နသတင်းပေးပို့ထားပါတယ်ရှင်နိုမာလကုံပိုင်းလောက်ကစပြီးစစ်ကော်မရှင်တပ်တွေဟာဗမော်ပတ်ဝန်းကျင်တဲ့ကြောင်းစစ်ကြောင်းထိုးထူးဆစ်ဆင်လှူရှားလာတာကြောင့်တိုက်ပွဲပြန်ပြင်းထန်နေတယ်လို့ KNY ရှိတဲ့သတင်းရင်းမြစ်ကပြောပါတယ်စကားစရီကဒီနိုဝင်ဘာ30ရက်လောက်ကြာနေ သုံးဆခြင်းတယ်လို့ပြောမှာနော်အဲနိုဝင်ဘာ30ရက်လေးကတည်းကနေဒီပုံမပေါဝင်ခြင်းမှာဟိုတက်ပွဲရလို့တောက်လျှောက်ဖြစ်နေတော့ဗောနော်ဆိုတော့မနေ့ကဒီဒီဇင်ဘာခုနှစ်ရက်နေ့အထိဗောနော်ခုနှစ်ရက်နေ့အထိတက်ပွဲရတော့အဲ့လိုဒီတိုင်းပဲဖြစ်နေတယ်နှစ်ဖက်မိပြင်တက်ပွဲကြီးဖြစ်တယ်ဗောနော်ဆက်ကဆာရီဘက်ကသူတို့တန်ချက်ကားတွေတုံးနေသူတို့နေပြီးတော့အဆုံးပဲဗောဗျာလည်းလည်းနေကြီးရောဖြစ်တယ်အဲ့ဒါနဲ့အဲ့လိုလုပ်ပြီးစစ်ကြောင်ထိုးလာတော့အဲ့ဒါတက်ပွဲရတော့အော်ဒီငွေကြေးပါတီမှာတော့တောက်လျှောက်ဖြစ်နေတယ်ဗောနော်မိပြင်အောင်မှာတော့ 2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကစတင်ဖို့ဆောင်းလာတဲ့ကချင်လူမျိုးရေးတပ်မတော်ကရင်ရဲ့ဗမော်မျိုးတိန်တိုက်ပွဲဟာပြီးခဲ့တဲ့ဒီဇင်ဘာ4ရက်နေ့ကတနစ်ပြေးခဲ့ပြီးဖြစ်ပါတယ်ဗမော်မျိုးတိန်တိုက်ပွဲစတင်ခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာ4ရက်နေ့ကနေပြီးခဲ့တဲ့2025ခုနှစ်နေဝက်ပိုင်းဂျွန်လဝန်းကျင်အထိဗမော်မျိုးအတွက်အရေးပါတဲ့မျိုးတွင်းနေရာနဲ့စစ်တပ်နေရာတချို့ကိုကရင်ပောင်းတပ်တွေကတင်ပိုက်နိုင်ခဲ့ပြီးစစ်ရေးအသာစီရရှိခဲ့ပါတယ်ဒါပေမဲ့ဇူလိုင်လကနေ့ စစ်တပ်ကစစ်ရင်ရအပြင်စစ်လက်နက်ရိခါတွေတင်လာတဲ့စစ်တမောအစီး20ကျော်ကို မန္တလေးဘက်ကတည်ယူပြီးစစ်ရင်ရစုဆောင်းကတကြောပြန်တံပြန်ထိုးစစ်ဆင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။စစ်ရေးခါတွေတည်ယူပြီးနောက်စစ်တပ်ရဲ့တံပြန်ထိုးစစ်မှာ2025ခုနှစ်နှစ်ပိုင်းမှာတင်ပိုင်နိုင်ခဲ့တဲ့အမှတ်9တုံညတင်လေတင်ကတက်အမှတ်366အမြုပ်သိရင်ခလာရ236နဲ့ရွှေတန်းကာကင်းတက်စကန်တချို့ကိုလက်လွတ်လိုက်ရတာဖြစ်ပါတယ်။ စစ်ကော်မရှင်တပ်တွေဘက်ကဗမော်မျိုးလက်မလို့ရရင်အတွက်စစ်လီရင်မျိုးစုံနဲ့လေချောင်းတိုက်ခိုက်တာတွေဒရုန်းလက်နက်ကြီးအုံပြူတိုက်ခိုက်တာတွေစတိုက်လုဆောင်နေတယ်လို့တဖက်မှာ KIA နဲ့တွန်လိုင်းပပောင်းတပ်တွေကလည်းစစ်တပ်ရဲ့တံပြန်ထိုးစစ်ကိုခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။မြို့သိမ်းတိုက်ပွဲတစ်နှစ်ပြည့်သွားတဲ့အချိန်ဗမော်မျိုးတွင်နံပါတ်တာမိုင်းလုံးဗမော်တပ်ကတော်ရှိတဲ့လမ်းကြောင်းတစ်လျှောက်နဲ့ဗမော်မုံမောက်ကြွားလန်းခလာရလေးခုံကြွားလန်းတစ်လျှောက်စားတဲ့နေရာတွေမှာတိုက်ပွဲတွေရပ်တန့်သွားတာမရှိဘဲ နေ့စဉ်တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ခေရှိတန်တရင်ရင်မြစ်ကပြောပါတယ်ဒီကဒီတိုက်ပွဲဖြစ်တာကတော့ပမောမမောပမာဘောနော်ပမောနီပမောချမမောဘကိုတော်ရလန်ကအေးငားမိုင်းအေးမန်ကွန်ဇိုရဲပဝန်ချင်းတို့ချောမှာစပါစားရပါကအတူလာရရှိရဘောနော်သူတို့စီရင်အားရနေအလိုညပြင်းချင်းအဲစစ်ကြောင်းတူလာလို့အဲ့ဘက်မှာလည်းတိုက်ပွဲဖြစ်နေတာရှိတယ်ဘောနော်နောက်တစ်ခုကကျတော့ဒီ၄၀ခုဘောနော် မန်စီဘကိုတော့လေးစကွန်ပဝင်ချင်ပါလေအဘတကျော်ပါလေစကားစားပြီးပြင်သူဆက်သူရှိရဘုနော်ဆိုတော့ဘမောအဘအဲ့ဒါတင်လို့မဟုတ်ပါဘူးပဝင်ချင်ဘုနော်ဘမောမင်းပဝင်ချင်မှာစကားစားပါကလို့မြင်ပြင်သူဆက်ရှိတယ်ပြီးတော့အဲနှစ်ဖက်ပြင်လိုက်တလက်ဆုပ်လိုက်ပေါ့ဗျာအဲ့လိုဆိုတော့အေးဘမောပဝင်ချင်မှာလေတက်ကိုလေးဆက်ပြီးပြင်နေရရှိရဘုဒီလုံခဲတဲ့ပတ်ဒီမှာတက်ပွဲပြင်တန်တာတော့ဒီအော်မုံမောပဲချမ်းရင်မစီအထွက်ပဲချမ်းရင်အဘတကျော်ဘမောထန်းသားမရင်ပဝင်ချင်နေမှာတော့တက်ပွဲတော့နေတိုင်းလိုလိုပြင်နေတယ်ဗျာ ဗမော်တိုက်ပွဲနဲ့ပတ်သက်ပြီးတရုတ်အစိုးရကကချင်လွတ်လပ်ရေးတပ်မတော် KNY ကိုထိုးစစ်ရတန့်ဖို့ဖိအားပေးပြောဆိုတာတွေရှိနေပေမဲ့အခုတိုက်ပွဲကလာတနစ်ပြည်ရဲ့ထိတိုက်ပွဲတွေဆက်ဖြစ်နေတာဖြစ်ပါတယ်။ဗမော်မျိုးတိုင်းတိုက်ပွဲမပြီးမချင်းစီရင်အနိုင်ရရှိတဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ကျန်းရိုးတင်းနဲ့ပြန်ကြရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကဒေတာသွင်းမီဒီယာတွေကိုဖြေကြားထားပါတယ်။ကျမဟနာပါ။ အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့တော်ရှိခုနှစ်ထပ်မြင့်အဆောင်တစ်ခုအင်္ဂါနေ့ကမိလာမှုဖြစ်ပွားခဲ့ပြီးတော့လူ၂၀သေဆုံးခဲ့တယ်လို့အရာရှိတယောက်ကဒီဇင်ဘာလ9ရက်အင်္ဂါနေ့မှာပြောကြားခဲ့ပါတယ်။ မင်းငိမ့်သွားပြီဖြစ်ပြီးအဆောင်အတွင်းနောက်ထပ်ဖြစ်နိုင်ခြေရှိတဲ့ဘေးသင့်ထိခိုက်သူတွေကိုရှာဖွေဖို့ကြိုးပမ်းမှုတွေဆက်လက်လှုပ်ဆောင်နေကြောင်းဘိုဟိုဂျာကာတာရဲတပ်ဖွဲ့ရဲ့အကြီးအကဲဆူဆာတီနိုပူနိုမိုဂျွန်ဒရိုကသတင်းထောက်တွေကို ပြောပါရယ်မိဟပထမထပ်မှနေလယ်လောက်မှစတင်လောင်ကျွမ်းခဲ့ပြီးအပေါ်ထပ်တွေကိုပါကူးဆက်သွားခဲ့တယ်လို့ဂျွန်ဒရိုကပြောပါရယ်အဲ့ဒီအချိန်မှာဝန်ထမ်းတချို့ဟာအဆောင်အထဲမှာနေလဲစားစားနေကြပြီးတော့တချို့ကတော့ရုံခန်းကနေထွက်သွားကြတယ်လို့ဆိုပါရတယ်။ အင်ကာနေမိုးလေပိုင်းထိတည်ဆုံသူဦးရေဟာ20အထိရှိလာပြီလို့လည်းထက်လောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီအဆောင်မှာအလုံးလုံးတဲ့အသက်ရှင်ကြရည်သူဒီမီထရီက ပထမထပ်မှဘက်ထရီပောက်ကွယ်မှုဖြစ်ပွားခဲ့ခြင်းကသူတို့ကပစ္စည်းထပ်မှရှိနေခဲ့တယ်လို့ပြောကြားပါရယ်။အောက်ထပ်ကိုဆင်းဖို့ပစ္စည်းတွေပြင်ဆင်ပြီးသွားချိန်မှာအောက်ကနေမိခိုးတွေထွက်နေတာကိုတွေ့လိုက်ရတော့လေဝင်လွေထက်ကောင်းအောင်အပေါ်ထပ်ကိုတက်သွားခဲ့ကြပြီးအပေါ်ထပ်မှအချိန်တော်ကြာအောင်မိနစ်30လောက်နေခဲ့ရကြောင်းနဲ့မိခိုးတွေတလဲလဲတက်နေပြီးဘာမှမလုံနိုင်တော့ကြောင်းလည်းပြောဆိုခဲ့ပါရယ်ရှင်။ ဂါဘရီယယ်နဲ့ဆာလီဘာတို့နှစ်ဦးစလုံးပြန်ကစားနိုင်ဖို့အချိန်လိုအပ်သေးကြောင်းအာဆီနယ်နည်းပြအာတီတာကပြောသွားပါတယ်။ အဲ့ဒီဘ ਹੁ ခံစစ်မှုနှစ်ဦးထဲမှာပြည်သူနောက်ခံလူစာလီပါကအသင်းရဲ့ပွဲစဉ်၃ပွဲဆက်တိုက်လွဲချော့ခဲ့ပြီးဘရာဇီးခံစစ်မှုဂါဘရီယယ်က၅ပွဲလွဲချော့ခဲ့ပြီးဖြစ်ပါတယ်။နောက်ဆုံး၃ပွဲမှာတပွဲသာအနိုင်ရတဲ့အာဆင်နယ်အနေနဲ့လာမယ့်တစ်ပတ်မှာကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အပါအဝင်ဘရူဂျက်နဲ့ချန်ပီယံလိဂ်ပွဲစဉ်တွေကအထက်ခံစစ်မှုနှစ်ဦးကိုဆက်လက်အသုံးပြုနိုင်ဖို့မရှိသေးဘဲဆက်လက်လွဲချော့ဖို့ရှိပါတယ်။စပိန်နောက်ခံလူမော်စကွေယာရဲ့ချက်ချင်းဝတ်ဒင်ယာဟာထိမှတ်ထားတာထက်ပို ြီးမားတာကြောင့်6ပတ်လောက်နားယူဖို့အချိန်လိုအပ်နေသေးကြောင်းနိပြအာဒီတာကပြောသွားပါတယ်ရှင်။ DBBO မြန်တန်ကြားရဲ့မနက်7:00နာရီသတင်းတွေကိုရှုစားခဲ့ရတာပါမနက်7:00နာရီမှာလည်းထပ်ပြရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးအောင်ပါကျွန်မကတော့ချူချူဆက်မှကျေးဇူးတင်ပါတယ်ရှင် GBP ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာအပတ်စဉ်ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစာပါဇက်အငှားပေးတာများဖတ်ကြားခြင်းတော်တူ DBP အစီအစဉ်ပြန်လည်ထုတ်လွှင့်ဖို့အချိန်ကြောက်လာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖတ်ကြားပေးမယ့်သူကတော့မတ်တီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီရေဟုတ်ကဲ့မင်္ဂလာပါကောင်ကျော်ရေပတ်စဉ်တင်ဆက်ပေးနေကြတော်တူ DBP အစီအစဉ်ဒီတစ်ပတ်အတွက်ထုတ်လွှင့်မယ့်အချိန်ပြန်ရောက်လာပါပြီရှင်ဟုတ်ကဲ့ပါမတ်တီဒီတစ်ပတ်ထဲမှာပေးတာတွေထဲကမှာပထမဦးဆုံး ထပ်ပြပေးခြင်းနဲ့ပေးစာကတော့ဒီလဘောင်းတောင်ဒေသခံတောင်သူလယ်သမားတူရေးသားပေးပို့လာတဲ့ရင်ဖွင့်စာကိုအရင်ဆုံးဖတ်ပြပေးခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့တဲမခံနိုင်တော့လို့ရင်ဖွင့်ပေးရသည် DVB ကျွန်တော်တို့လဘောင်းတောင်ဒေသခံတွေပါ2012 2013တို့ကဒေသခံတွေကမှန်တယ်ထင်ရင်ဘသူ့ကိုမှဗိုလ်မထားပဲစန့်ကျင်ခဲ့တာမြန်မာတပြည်လုံးအသိပါပဲလဘောင်းဒေသခံတောင်သူလယ်သမားတွေက ရွေးကောက်ပွဲတိုင်းမှာဒီမိုကရေစီဘက်ကပါပဲတော်လန်ရင်းနဲ့ပတ်သက်ပြီးခေတ်လဲနောက်မကျမကြံခဲ့ပါဘူးလက်နက်တွေစကိုင်းတော့ PDF ကလေးတွေအလှလာခံကြတနာကြနေမလို့အတော်လေးအတက်တရောပါပဲစစ်ကြောင်းနေလာရင် အတူပြေးကြလွှားကြနဲ့မညိုညင်ဘူးရဲ့ဒီလိုနဲ့လေးနှစ်ပတ်ချလဲလောက်ရောက်တော့အလက်ကလေးတပြားပြယူနီဖောင်းလေးတကြွကြွနဲ့အခွန်ကောက်ပါရောချင်းတွင်းမြေကြောင်းလိုက်အစုံစံမော်တော်ရီဆိုရင် တနက်တစ်ချက်ဖောက်ရင်တသိန်းပါပဲကို့မေတော့တောင်သူလောက်တာတသိန်းမျက်ဖို့ဝေးပါ သူတို့များတစည်းတသိန်းဒါတောင်တရထက်နော်ဒါကြောင့်မလို့မော်တော်ပိုင်ရှင်တွေစစ်တပ်ရေးကြောင်းနဲ့ကတ်လိုက်ရတာအခွန်အတုများလို့တဲ့လက်နဲ့ကံပြီးပတ်ဆက်ရှာရတာများလွဲတာနော် ကြည်ဖို့ရိတ်ခါဖို့ဆိုတော့နားလည်ပေးရမှာပါဟိုတလောက PDF ကဝမ်ပောင်းကျင်းဒီစီမံကိန်းကိုလာပြီးပြပါတယ်ရွာနာကကက်ပြစ်တာလေဝမ်ပောင်းဘက်ကပြစ်တဲ့နေရာတွေကိုလှမ်းပြစ်တော့ ရွာတွေထဲပါလက်နက်ကြီးကြလို့မတည်လို့ကံကောင်းနေကိုရီဒေသခံတွေကလက်နက်ကြီးကြောက်လို့ညာကြီးပြေးရနဲ့ပတ်စံကုံစီကုံကျမ်းမာကြီးထိခိုက်ပါတယ်စစ်ကြောင်းဝင်မှလည်းကြောက်ရတဲ့ဘာမှလုတ်ကင်စားလို့မရပါဘူး DVP ရဲ့ပြည်သူတွေကလုံမပါနေပြီမဲ့သူတို့ကတော့တိုက်နဲ့ကားနဲ့ရွှေနဲ့စစ်ကြောင်းဝင်လာရင်သူတို့ကထိတ်ဆုံးကပြေးတာကားနဲ့ပြည်သူတွေကတော့စစ်ပြေးရင်နေမကောင်းလို့တည်တဲ့သူနဲ့ဒုက္ခများပါတယ် အခုတော့ဘသူ့ကိုအဖေခေါ်လို့ခေါ်ရမှန်းမသိတော့ပါဘူးလက်ဘရောင်းတောင်ဒေသခံတွေကတော့ကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားထက်ဆိုးနေပါပြီတော်လန်ရေးသမားကြီးတို့ရေးဆိုပြီးတော့ရေးသားပေးပို့လာတဲ့ဒီလက်ဘရောင်းတောင်ဒေသခံလေသမားတူရေးသားပေးပို့လာတဲ့ပေးတာကိုတော်တူ DPP အစီအစဉ်ကနေပြီးတော့ဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ချော်ရေးအခုတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ရန်ကုန်ကတရားရုံးနေကြောင်းရေးဖွေရေးသားလာတဲ့ပေးစာတစ်စောင်ကိုဖတ်ပြပေးခြင်းပါတယ်ရှင် မရန်ကုန်းခရိုင်တရားသူကြီးတို့တဲ့သိမြင်ကြားသိပြီးအရေးယူဆောင်ရွက်နိုင်ပါရန်တော်တူ TVB ကတစဉ်တင်ပြလိုက်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတရားလွတ်တော်ချုပ်အောက်မှာရှိတဲ့တရားရုံးများအားလုံးထဲမှာအခုမြောက်ကလာပါမြို့နယ်တရားရုံးမှာရှိတဲ့ဝန်ထမ်းတွေအားလုံးဒီဘက်ကအရန်ဆိုးနေပါတယ်။ပထမဦးစွာစာနဲ့တိုင်ကြားပေမဲ့လည်းအရေးယူဆောင်ရွက်ပေးတာမျိုးမရှိလို့အခုလိုပေးပို့လိုက်ရတာပါ။တရားရုံးမှာငွေကြေးအဆမတန်အလွန်ကျွံတောင်းတာဥပမာအနေနဲ့ပြောရရင်အငွေတန်းစရေးဖြစ်သူက ပရင်းငင်အတွက်သတင်းစာကြေညာဆင့်ထုတ်ရန်စာအတွက်၃တိန့်ချက်စင်စာက၅ထောင်ချက်တရားသူကြီးကပရင်းငင်တီးပြုတ်ဖို့အတွက်၂သိန်းခွဲချက်အငွေတန်းစရိတ်အတွက်၅သိန်းချက် BC ဖြစ်သူအမှုတင်က၅ထောင်ချက်ဘီလီအတွက်၅သိန်းချက်စသဖြင့်အမှုတမှုအတွက်အခုအမျိုးကလပ်ပါမျိုးနဲ့တရားရုံးမှာသိန်း90ဝန်းကျင်ကုန်နေရပါပြီပြီးတော့ဆက်ဆံရေးကတော်တော်ကိုရိုင်းပါတယ်ဒုတိယမြို့နယ်တရားသူကြီးကလည်းအမှုတွေအားလုံးအကျိုးဆောင်ရှိနေများကိုရုံးခန်းထဲခေါ်ပြီ ပတ်စံယာနဲ့ချီတောင်းပြီးလက်ပေးလက်ယူတာကိုအကြီးအကျယ်လှုပ်ဆောင်နေပါဗျ။မပေးနိုင်ရင်ဘလို့ထောင်ချမယ်လို့ချင်းချောက်တောင်းယူပါဗျ။တခြားတခြားတခြားတရားသူကြီးတွေလည်းအတူတူပါပဲ။တရားရုံးတစ်ခုလုံးတရားသူကြီးတွေပြင်းအောက်ခြေစရေးတွေအထိပတ်စံကိုတူးထက်ကအလူရက်တောင်းနေကြပါဗျ။ဒီလိုဖြစ်နေရတွေကိုအထက်လူကြီးမင်းများအနေဖြင့်နည်းနည်းပါးပါးထိန်းချောင်းပေးကြပါဦး။တရားရုံးမှာစိုးစွမ်းတဲ့အကျင့်ပြည့်ဝန်ထမ်းတွေကိုဝေးထုတ်ပေးသလိုဖြစ်နေပါတယ်ဆိုပြီးတော့ရေးဖွင့်ရေးသားပေးဖို့လာပါတယ်ရှင်။ ဟုတ်ကဲ့ပါမသိဒီအခုလို့ဖတ်ကြားပေးရတယ်လဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ပြည်သူအစားပါစပ်အငှားပေးစာများဖတ်ကြားခြင်းတော်တူ DVB အစီအစဉ်ကိုစာရီရေးသားပေးပို့တော့မယ်ဆိုရင်ရင်ဖွင့်စာရီပြင်ကိုဒေတာကိုပဝန်းကျင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုတပ်ပုံနေဗီဒီယိုဖိုင်နဲ့တခွာရေးသားပေးပို့လို့ရပါတယ်ရေးသားပေးပို့တော့မယ်ဆိုရင်တော့အီးမေးလ်ကနေတဆင့်ရေးသားပေးပို့တော့မယ်ဆိုရင် dot2dv@gmail.com ကိုရေးသားပေးပို့နိုင်ကြပါတယ် Facebook ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com အမည်ဆောင် tot2dvv ရဲ့ messenger ကနေတစ်ဆင့်ရေးသားပေးပို့လို့ရပါတယ်။ Viber ဖုန်းနံပါတ်ကနေတစ်ဆင့်ရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း6681112469ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ။ကျွန်တော်ဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ပေးတာတစ်ဆောင်ကတော့ဒီ AR တိုင်းတွေကရေးသားပေးပို့လာတဲ့ဒေတာကန်တွေရဲ့ပေးတာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖက်ပြရမယ်ဆိုရင် ကိုအောင်ကျော်နဲ့အဖွဲ့သားများခင်ဗျာ AR တိုင်း DDM မြို့နယ်ဥပင်ကြီးရွာကကင်းတွေကလည်းအခုထိမရက်သေးပါဘူးခင်ဗျာပြည်သူတွေကစားဖို့ပေးဖယ်ထားကင်းကြီးကိုလည်းပေးနေရပါတယ်အာနာပိုင်တွေကသူတို့ကြတော့ည10နာရီနောက်ပိုင်းဆိုရင်ကင်းလှည့်ဖို့နေနေတသာအပြင်းအထန်မထွက်ရဲဖြစ်နေကြပါတယ်ပြည်သူတွေကြတော့မနက်9နာရီထိကင်းဆောင်ခံရပါတယ်မတရားလုပ်နေပါတယ်အထက်လူကြီးများများတိအောင်ဖတ်ပြပါနော်နောက်ပြီးတော့나ยีအိမ်ဆိုရင်ဖဲဝိုင်းမလို့ရပါဘူး ကြိတ်ဝိုင်းနေကြတော့ဖမ်းမဲ့သူတောင်မရှိပါဘူးခင်ဗျာဖတ်ပေးတဲ့အကူနဲ့မှကျေးဇူးတင်ပါတယ်လုံကြုံကြီးအရအကောင့်နံပါတ်ကိုတော့မဖော်ပြပါနဲ့တော့ဆိုပြီးတော့ရေးသားပေးပို့လာတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ dot dpp အစီအစဉ်မှာဆိုရင်စာရီရေးသားပေးပို့လာတဲ့အကောင့်ပိုင်ရှင်တွေရဲ့ဖုန်းနံပါတ်တွေအကောင့်နံပါတ်တွေကိုဖော်ပြပေးတာမျိုးမရှိပါဘူးခင်ဗျာဒါကြောင့်မလို့စိတ်ချယုံကြည်စွာနဲ့ရေးသားပေးပို့ဆက်သွယ်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရေး အခုတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့တောင်ကြီးမှာစစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့ဗောနောငွေကြေးကောက်ခံရတဲ့အကြောင်းရှင်းဖွင့်ရေးသားလာတဲ့စာပါရှင်မင်္ဂလာပါတော်တူဒီပီပီရဲ့တောင်ကြီးမြို့နယ်ကြောင်းနီအုပ်စုတရက်ပင်လာရွာကရွာတကြီးနဲ့အပေါင်းပါတွေကစစ်မှုထမ်းဥပဒေကြောင်းပြချက်နဲ့ငွေကြေးများစွာကောက်ခံနေကြပါတယ်စစ်မှုထမ်းကင်းလွတ်ခွင့်ငွေ3000ခွဲအပြင် PIO အတွက်5000ပြီးတော့ရွာလူကြီးပြောစကားအရရှမ်းကြားလို့ခေါ်တဲ့အဖွဲအတွက်1000ခွဲကောက်နေပါတယ် အဲ့ဒီလိုငွေကြေးကောက်ခံတာကို2လတကြိမ်ကောက်ခံနေရပါငွေကြေးမပေးရင်စစ်မှုထမ်းအပတ်စဉ်နဲ့တွားရမယ်ဆိုပြီးတော့ပြောပါတယ်ကျွန်တော်တို့ကတနေ့လုံးမှတနေ့စားရတဲ့ဘဝပါရွာကစစ်မှုထမ်းငွေလက်ကောက်ရင်ကိုစားရမယ့်ငွေလေးတွေကိုစုပြီးပေးနေရပါတယ်ရွာမှာအင်ချီ360ကျော်ရှိပါတယ်ရွာကလူတွေကလည်းရွာလူကြီးပြောတာမကြိုက်ပေမဲ့နှုတ်ဆက်နေကြရပါတယ်ဒါကိုအများသိအောင်ရေးဖွင့်ပြရစီ DVB ဆိုပြီးတော့ရေးသားပေးပို့လာပါတယ်ရှင် ဟုတ်ကဲ့ပါမတီဒီကျွန်တော်တို့ရဲ့ဒီပြည်သူ့စာပစံ9.2 TV အစီအစဉ်မှာဆိုရင်အပတ်စဉ်အပတ်တိုင်းလို့လို့စစ်မှုထမ်းဥပဒေကြောင့်တော့ကရောက်နေရတဲ့ပြည်သူတွေရဲ့ပေးစာကအမြဲလို့လို့လက်ခံရရှိနေတာရှိပါတယ်ခင်ဗျာကျွန်တော်ဆက်ပြီးတော့ဖပြပေးမယ်နောက်ထပ်ပေးစာတစ်စောင်ကတော့ဒီပဲခူးတိုင်းဖြူးမြူနယ်တွေကရေးသားပေးပို့လာတဲ့ပေးစာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖပြရမယ်ဆိုရင်မင်္ဂလာပါ DPP အဖွဲ့သားအားလုံးကျေးဇူးကြပါစေကျွန်တော်ကတော့ဖြူးမြူနယ်ကညွတ်ကွင်းမြို့ကပါကျွန်တော်တို့မြို့အရှိတ်ဘက်စစ်တောင်းမြစ်အထိ ပြည်သူပိုင်ဆက်သွယ်ရေးလမ်းတစ်ခုရှိပါတယ်။အခုကညွတ်ကွင်းမြို့အရှိတ်ဘက်အထွက်ဘေးလမ်းမှာရှိတဲ့439စစ်တပ်ကတက်ရှိမှာဂိတ်လုထားပြီးတော့လာသမျှကားတွေစပါးကားတစည်းဖြတ်တန်းကားကိုတနေ့စာအတွက်9000ကျပ်ဒါပဇင်းခေါင်းကားတစည်းကို3000ကျပ်ဘေးရွဲနဲ့ဈေးကားတွေကိုတစည်း2000ကျပ်နဲ့နေ့စဉ်နေ့တိုင်းကောက်ခံနေပါတယ်။